ကဒိုနယ်ထရမ့်ကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးမှဘာလို့ဆိုင်းထူထားခဲ့လဲဆိုတော့ကိုကြည့်ကြည့်ရအောင်ပါဒါကတော့တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့တည်င်းစူးပေါ့ကွာမိုင်သားတွေအတွက်မကောင်းတဲ့တည်င်းပေါ့ဒုက္ခတည်းအရေးအတွက်ကလည်းတည်င်းမကောင်းတာတွေလည်းရှိလာတယ်ပေါ့ဒီတစ်ခါတည်င်းကတော့ဝမ်းနေဖို့လေကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ပြောရမယ့်အခြေအနေတော့ဖြစ်နေတယ်ပေါ့နော်ဆိုတော့ဘာရင်ဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့အသေးစိတ်ကနေရှင်းပြပြီးမှ ဗီဒီယိုကိုလည်းကျွန်တော်တို့ sharing လုပ်ပြီးမှပဲပရိသတ်နဲ့အတူတကွကြည့်ပြီးမှပဲဆွေးနွေးကြည့်အောင်ပါဆိုအဓိကကတော့ကျွန်တော်တို့မြန်မာနိုင်ငံအကြောင်းကိုပဲဆွေးနွေးကြည့်အောင်ပါဘာဖြစ်လို့လဲဆိုတော့အမေရိကနိုင်ငံကသူ့ရဲ့အမျိုးသားလူချုံရေးနဲ့ပြည်သူလူချုံရေးအန်တီမကာကွယ်ဖို့ရအတွက်ပေါ့ကျွန်တော်တို့မြန်မာနိုင်ငံအပါဝင်နိုင်ငံပေါင်း19နိုင်ငံအဲ့ဒီနိုင်ငံသားများကိုအမေရိကနိုင်ငံတို့ခရီးသွားဝင်ရောက်ခွင့်ကိုအကုန်လုံးတားဆီးခဲ့တယ် ပိတ်ပင်တားမိခဲ့တယ်ပေါ့အဲ့ဒီမှာသူက partial ပေါ့နော်တစ်စိတ်တစ်ပိုင်းကတ်တပ်ပြီးတမ်းထားတာရှိတယ်လို့လုံးဝကိုပိတ်ပင်တားစီထားတဲ့နိုင်ငံတွေလည်းရှိနေတယ်နိုင်ငံပေါင်းစကူးနိုင်ငံတွေမှာစနစ်နိုင်ငံကလုံးဝကိုပိတ်ပင်တားစီတဲ့နိုင်ငံဖြစ်နေတယ်လုံးဝ absolutely completely ban ဖြစ်နေတယ်ဂျန်တဲ့ခုနှစ်နိုင်ငံကတော့တစ်စိတ်တစ်ပိုင်းကိုပိတ်ပင်တားစီထားတာရှိတယ်အဲ့ဒီမှာလုံးဝကိုပိတ်ပင်တားစီတဲ့အာ နေရာမှာအဲ့ဒီလုံးဝကိုပိတ်ပြင်းတားဆီးတဲ့နေရာမှာကျွန်တော်တို့မြန်မာနိုင်ငံပါနေတယ်လုံးဝလုံးဝကို completely ban မှာကျွန်တော်တို့မြန်မာနိုင်ငံပါနေတယ်ဒါဆိုတော့ဒီနေရာမှာကျွန်တော်တို့အသေးစိတ်သွားပြီးမှဘသူတွေအတွက် အာချွင့်ချက်တွေကိုချင်ဘသူတွေအတွက်ကန်ကောင်းစရာရှိသေးလဲမော်တော့ဒါညှိုးနှစ်ချက်ရှိသေးလားပေါ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှပဲဆွေးနွေးကြည့်အောင်ကဲပထမအဆုံးကျွန်တော်တို့မြန်မာနိုင်ငံသားအတွက်အဓိက လုံးဝအထူးတမိရတဲ့အကြောင်းကြီးရအောင် why ဘာဖြစ်လို့လဲကျွန်တော်မြန်မာနိုင်ငံကဘာမှလည်းလုံနေလို့လဲပေါ့အဓိကကတော့ဒေါ်လထရမ့်ကမွတ်စလင်နိုင်ငံတွေကိုအဓိကတော့ပိုက်ပင်တားဆီးထားခဲ့တာဖြစ်တယ်ဒါကဟိုးသူရဲ့ပထမအတုပ်တုံးကသူရဲ့ policy ကဖြစ်ပြီးသားမွတ်စလင်နိုင်ငံတိုင်းတော်တော်များများကတော့ US နိုင်ငံကိုမဝင်ဖွင့်ရတဲ့အတွက်သူကသူရဲ့ policy ဖြစ်နေတယ်ဘာဖြစ်လို့ကျွန်တော်တို့ကြာမှမြန်မာနိုင်ငံသွားပါတာလဲ အဓိကသူရဲ့ focus ကမွတ်စလင်နိုင်ငံကိုပိတ်ပင်တားဆီးဖို့ကျွန်တော်တို့မြန်မာနိုင်ငံကဘာကြောင့်သွားပါလာလဲအဓိကအကြောင်းရင်းသွားကြည့်ရအောင်အဓိကအကြောင်းရင်းကတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေက US မှာသွားပြီးမှ visa တက်တန်းကြိုတဲ့အထိနေထိုင်မှုများလို့အများများလာတယ်တော့မြန်မာကနေလာပြီးမှ student visa ရောဘာညာ visa ရော visa ပြီးပြီးဆုံးနေပေါ့ကွာ US မှာသွားပြီးမှသူတို့ရဲ့ visa တက်တန်းကုန်ဆုံးတဲ့အထိ မြန်မာနိုင်ငံသားတော်များများတွေမှာတွန်းနေတယ်နံပါတ်1ဘာကြောင့် US ကမြန်မာနိုင်ငံကိုအခုလိုမျိုးလုံးဝပိတ်ပင်တားဆီးခဲ့လဲဆိုရင်နံပါတ်1ကဘာလဲမြန်မာနိုင်ငံသားတွေကို US မှာတက်ဗီဇာတက်တန်းကြော်တဲ့အထိနေထိုင်နေလို့အများများတယ်နံပါတ်2ကျွန်တော်တို့ B1 လို့ခေါ်နေတဲ့ B2 လို့ခေါ်နေတဲ့ဗီဇာကနော်တက်တန်းလွန်ပြီးမှနေထိုင်နေလူက90နဲ့ခုနှစ်27ရာခိုင်နှုန်းလောက်ရှိရှိတယ်လို့ပြောကြတယ်နော် ်မြန်မာနိုင်ငံသားတွေ B B2 visa B1 visa ခိုင်တဲ့လူကသူတို့တက်တန်းလွန်တာ27%သစင်းကုနီရခိုင်လုံးရှိနေတယ်ဒီမှာပြီးတော့နံပါတ်3ကပါလဲဆိုတော့ F visa တို့ M visa တို့ J visa တို့က40နဲ့နှစ်ရခိုင်လုံးတက်တန်းလွန်ပြီးမှအမေရိကမှာနေတဲ့လူမြန်မာနိုင်ငံသားရှိတယ်စဉ်းစားကြည့်ကွာ B1 B2 visa ခိုင်တဲ့လူက နှစ်ဆယ်နဲ့နှစ်နှစ်ဆယ်နဲ့ခုနှစ်27%တတလူပြောင်းနေထိုင်နေလို့ရှိတယ်။ M visa, F visa, J visa ကနေလူက40နဲ့နှစ်42%ဒါတော့မကဘူးနော်40နဲ့နှစ်42.17%ဖြစ်နေတယ်။ခုနက22.7%ဖြစ်နေတယ်။အလောက်အထိများတာ။ဆိုတော့ဒီလူတွေကအကုန်လုံးတတိုင်းအကုန်လုံးပြီးမှအမေရိကန်မှာနေထိုင်ခဲ့တာ။အဲ့ဒါခါကျတော့ အမေရိကကအဲ့ဒီမြန်မာနိုင်ငံသားတချို့ကိုဖမ်းပြီးမှမြန်မာနိုင်ငံမှာမိခင်နိုင်ငံမှာပြန်ပို့ဖို့အစီအစဉ်လုပ်နေတယ်။ဒါပေမဲ့ခက်တာတစ်ခုကကျွန်တော်မြန်မာနိုင်ငံကအဲ့ဒီလူကိုလက်မခံဘူး။အဲ့ဒါအကြောင်း US ကတော်တော်လေးစိတ်ဆူးတာ။တနည်းအားဖြင့်ပြောရမယ်ဆိုတော့ US ကဖမ်းထားတဲ့မြန်မာနိုင်ငံသားတွေကိုမြန်မာပြည်မှာပို့မယ်။မြန်မာပြည်ကလည်းလက်ခံမယ်ဆိုတော့ US ကအခုလိုမျိုးလုံးဝ travel ban လုပ်မှာမဟုတ်ဘူး။ဒါပြဿနာတစ်ခုက မြန်မာပြည်နိုင်ငံသားတွေကိုမြန်မာပြည်မှာပြန်ပို့တဲ့ခါကျတော့မြန်မာပြည်ဘက်ကအစုရကလည်းမခံဘူးအဲ့ဒီမြန်မာနိုင်ငံသားတွေကိုအာကျွန်တော်လည်းမခံဘူးငင်းပေတယ်ဖြေချပလိုက်တယ်အဲ့ဒါကြောင့် US ကမြန်မာနိုင်ငံကနေဘေလူတယောက်ကမှ US မှာခရီးဝင်လာခွင့်မရှိတော့ဘူးဆိုမှလုံးဝကိုပိတ်ပင်တားဆီးတားဆီးခဲ့တာအဲ့ဒါအဓိကအကြောင်းရင်းเนาะနိုင်ငံကြီးနိုင်ငံကြီးဘာညာပေါ့နော်ဟိုဟိုကြောင့်ဒီကြောင့်ဆိုတာအထက် အဓိကကဗီဇာတက်တန်းကုန်ပြီးနေထိုင်တဲ့လူတွေအမြန်မှပြန်အများများတဲ့ခါကျတော့အဲ့ဒီလူတွေကိုမြန်မာပြည်မှာပြန်ပို့တဲ့ခါကျတော့မြန်မာစုရကလက်မခံဘူးဖြစ်နေတယ်။ပြန်ပြောမယ်တော့မှပေါ့နော်။ဒါမဲ့အခုကကီလိုခွရှိသူများကဘာလို့ရှိလဲဆိုတော့အမေရိကန်မှာတရားဝင်အမေရိကန်နေထိုင်သူများအတွက်ဘာမှပြဿနာမရှိဘူးနော်။ဆိုတော့ဥပမာ PR ကိုင်လာတို့နော်တရားဝင်နေထိုင်တဲ့လူတွေအတွက်ဘာမှကိုပြဿနာမရှိဘူးကြောက်စရာလည်းမလိုဘူး။ဒါတော့ခမည်းကတရဝင်းနေထိုင်နေဆိုတော့သွားပြီးမှလည်းကြောက်မနေနဲ့သူများချင်းချောက်တာကိုလည်းသွားပြီးမှလည်းဖီးမနေနဲ့ကွာ ရှင်းရှင်းလင်းပြောရမယ်ဆိုတော့ဆိုအမေရိကမှာတရားဝင်အမေရိကနေထိုင်ခွင့်ရတူတွေအတွက်ဘာမှကိုစူးရင်ဆရာမရှိတဲ့ကိစ္စတခုဖြစ်နေတယ်ပြီးတော့လက်ရှိဗီဇာတက်တမ်းမကုန်သေးသူများအတွက်လည်းဘာမှစူးရင်ဆရာမရှိဘူးဗီဇာတက်တမ်းကုန်သွားပြီဆိုတော့တမျိုးပေါ့ကွာခမရလက်ရှိမှာခမရရဲ့ဗီဇာတက်တမ်းမကုန်သေးဘူးဆိုတော့ဘာမှကိုပူစရာမလိုဘူးဒါကတခုပြီးတော့ဒီအာဒီပလိုမက်တစ်ဗီဇာဟိုဗီဇာကအမျိုးအစားရှိရကွာဆိုတော့ဒီပလိုမက်တစ်ဗီဇာကိုင်စားတဲ့လူတွေအတွက်လည်းဘာမှပူစရာမရှိဘူးပေါ့ ဆိုတော့အခုလိုမျိုးအာကျွန်တော်ပြောထားတဲ့ဗီဇာလေးတွေရှိတယ်ဆိုတော့စိတ်ပူစရာတော့မလိုဘူးပေါ့ဒါကတခုဒါဆိုတော့အမေရိကကပိတ်ပင်တားဆီးတဲ့လုံးဝကိုပိတ်ပင်တားဆီးတဲ့နိုင်ငံတွေကဘယ်နိုင်ငံတွေလဲဆိုတော့ number 1 afghanistan number 2 burma myanmar number 3 chess republican number 4 republic of congo number 5 Equatorial Guinea ပေါ့နော်ပြီးတော့ number 6 Anteria Haiti Iran Libya Somalia Sudan Yemen Muslim Trump ကတော့ Muslim နိုင်ငံများကိုသူကပိတ်ပင်တားဆီးနေပါတယ်ဒါပေမဲ့ကျွန်တော်တို့က Muslim နိုင်ငံလေးမဟုတ်ပါဘူးဗုဒ္ဓဘာသာနိုင်ငံတွေပါဟောတော့အများအများပြောရမယ်ဆိုတော့ဘာဖြစ်လို့အဲ့ဒီနေရာမှာတော့ပါတာလဲဆိုတော့ကျွန်တော်တို့ visa တတန်းကုန်တဲ့လူအများကြီးမြန်မာ US မှာနေထိုင်တဲ့ခါကျတော့အလားပြက်နာတစ်ခုတော့ဖြစ်နေတယ်ဆိုတော့ဂျန်နဲ့ခုနှစ်နိုင်ငံရှိသေးတယ်အဲ့ဒါကတော့သူတို့က partial travel restriction လို့ခေါ်နေတယ်တစ်စိတ်တစ်ပိုင်းပဲသူတို့ကပြည်ပင်တားရှိနေတယ်အဲ့ဒီနိုင်ငံတွေကတော့အာဘရူဒီခေါ်တယ်ဘရူဒီပါတယ်ကျူဘာပါတယ်လာအူပါတယ်ကျွန်အာစရီယနာလိုစရီယနာလိုနင်းပါတယ်ထွန်ဂိုပါတယ်အာထော့ ထွစ်မက်ကစ္စတန်ပါတယ်ဗင်နီဇွဲလာပါတယ်ဒီခုနှစ်နိုင်ငံကြီးကတော့အစိတ်အပိုင်းပြည်ပြည်တားဆီးခဲ့တာဖြစ်တယ်ပေါ့ဒါဆိုတော့ကျွန်တော်တို့ဒေါ်နယ်ထရမ့်ကတော့ဘာလို့ပြောခဲ့လဲဆိုကြည့်ကြည့်ရအောင်ပထမဦးဆုံးဒေါ်နယ်ထရမ့်ပြောတဲ့ဟာကိုကြည့်ကြည့်ရအောင်ကျွန်တော်ဗီဒီယိုကလည်း sharing လုပ်ပြီးမှလုပ်ပေးမယ်ပေါ့နော်ကဲကျွန်တော်တို့ရဲ့ဗီဒီယိုလေးတွေကိုသဘောကျတယ်ဆိုတော့ပရိသတ်တို့အနေနဲ့ကျွန်တော်ရဲ့ YouTube channel မှာ subscribe လုပ်လို့ရပါတယ်နော် ဒါက impure ကဖို့စ်တင်ထားတဲ့ကိစ္စဖြစ်တယ်ကြည့်အောင် Uh, from the Trump White House, live picture there at the White House. Well, we are hearing from the president in a video right now, and he is, as the Associated Press is characterizing this, resurrecting the travel ban policy from his first term. Here in the president's own words, let's listen. The recent terror attack in Boulder, Colorado has under Hey, အဒီကကမနေ့တနေ့ကပြစ်တတ်တော့မမိလာတော့မသိဘူး။ Colorado မှာ Egypt နိုင်ငံသားတယောက်ကလူတတော်မဲမဲကိုမီးရှို့ပြီးမှတိုက်ခိုက်ခဲ့တာကွာ။အဲ့ဒီနောက်ပိုင်းမှာတော့ Trump ကအခုလိုမျိုးเนาะဒီနိုင်ငံပေါင်းများစွာကိုပိတ်ပင်တားဆီးခဲ့တာဖြစ်နေတယ်။ Colorado မှာဖြစ်ဖြစ်နေတဲ့ကိစ္စကပြစ်တတ်တော့တီးပြီးသားဖြစ်မှာပါ။ underscored the extreme dangers posed to our country by the entry of foreign nationals who are not properly vetted, as well as those who come here as temporary visitors and overstay their visas. We don't want them. In the 21st century, <inaudible> seen one terror attack after another carried out by foreign visa overstayers ဆိုတော့เนาะအဲ့ဒီ foreign visa နဲ့လာပြီးမှ US မှာ overstay လုပ်တဲ့လူတွေကကျွန်တော်တို့နိုင်ငံမှာအကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်နေတယ်ဒါတွေကိုကျွန်တော်တို့မလူချင်တော့ဘူးဆိုတော့ပြောလာတယ်အဲဒါကြောင့်အခုလိုမျိုးပြည်ပင်သားစီခဲ့တာဖြစ်တယ်ကွာ from dangerous places all over the world အစတော့ခုနကသူပြောနေတဲ့နိုင်ငံတွေတော်တော်များများကအန်ဒရီရှိနေတဲ့နိုင်ငံတွေဖြစ်နေတယ်အဲ့ဒီနိုင်ငံရှိနေတဲ့နိုင်ငံတွေကလာပြီးမှကျွန်တော်တို့အမေရိကအမေရိကတွေကိုနော် လုံးဝကိုဘယ်လိုပြောမလဲ under review နေကြတယ်ပြောရဲပေါ့နော် Biden's open door policies today there are millions and millions of these illegals who should not be in our country In my first term my powerful travel restrictions were one of our most successful အဲမင်းဒီကိစ္စကအခုက Biden က border ring ကိုဖုံးပြီးတဲ့နောက်ပိုင်းမှာလူတန်းနဲ့ချီပြီးမှလာခဲ့တဲ့ကိစ္စအစကတည်းကလည်းအမေရိကမှာမရှိတဲ့လူတွေကရှိပြီးမှပြဿနာတွေလုပ်နေကြတယ်ပေါ့ မခင်ဗျားတို့မမိသေးလားတဲ့ကျွန်တော်ရဲ့ပထမတုတ်တုံးကတော့သူရဲ့ပထမသမရအလုပ်တုံးကဒီကိစ္စကူတူကမေးစပီတာချင်ရပီတာကူဖြစ်နေတယ်ဒီတခါသူကဆက်လက်ပြီးအဲ့ဒီအရာတွေကိုပြန်လဲအကောင်အကောင်ထိပ်ဖော်တာပေါ့နော် And they were a key part of preventing major foreign terror attacks on American soil. Mm. We will not let what happened in Europe happen to America. Hey, that's wrong. You're Europe. You're talking about pity, ယူရိုပမှာဖြစ်ပျက်နေတဲ့ကိစ္စအရာမျိုးကိုကျွန်တော်တို့အမေရိကမှာဖြစ်ပျက်ခုပဲမှာမဟုတ်ဘူးဆိုတာပြောလာတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုတော့ယူရိုပမှာအကြံပတ်မှုတွေများနေတယ်။ဘာဖြစ်လို့လဲဆိုတာယူရိုပမှာတရားမဝင်ပြောင်းရွှေ့သမားတွေများကြီးရှိနေတယ်။မွတ်စလင်နိုင်ငံသားတွေများကြီးရှိနေတယ်။ဒါပေမဲ့ယူရိုပမှာအကြံပတ်တိုက်ခိုက်မှုတွေများကြီးရှိခဲ့တယ်။ထရမ့်ကအဲ့လိုမျိုးကျွန်တော်တို့အဖြစ်ခံမှာမဟုတ်ဘူးပေါ့။ယူရိုပလိုမျိုးကျွန်တော်တို့အမေရိကကိုအဲ့လိုမျိုးအဖြစ်ခံမှာမဟုတ်ဘူးဆိုမှပြောလာတယ်ပေါ့။ That's why on my first day back in office, I directed the Secretary of State to perform a security review of high risk regions. and make recommendations အဲပထမသူကပြောနေတယ်ဒီသူရဲ့ secretary of state ပေါ့နော် security review of high risk ဒီအင်းနိုင်အန်ဒရီမှာရှိနေတဲ့အန်ဒရီများနေတဲ့နိုင်ငံတွေမှာအမေရိကကဝင်လာတဲ့လူတွေကို security review လုပ်ကြပါလုံခြုံရေး review လုပ်ကြအောင်ဆိုပါ Trump ကအမိပေးခဲ့ဖို့တယ်ပေါ့နော် for where restrictions should be imposed. Mm. Among the national security threats, their analysis considered are the large scale presence of terrorists, failure to cooperate on visa security. Yeah, failure to cooperate on visa security. ရှင်စိတ်မရှိတဲ့လူတွေဖြစ်နေတယ်သူတို့ဗီဇာနဲ့ပတ်သက်ပြီးမှပေါ့နော်အဲ့ဒါကြောင့် Trump ကအခုလိုမျိုးလုပ်တာ inability to verify travelers' identities, wow. inadequate record keeping of criminal histories, and persistently high rates of illegal visa overstays and other things. Mm. Very simply, we cannot have open migration from any country where we cannot safely and reliably vet and screen those who seek to enter the United States. That is why today I am signing a new executive order placing travel restrictions on countries including Yemen, Somalia, Haiti, Libya, and numerous others. The strength of the restrictions we're applying depends on the severity of the threat posed. The list is subject to revision based on whether material improvements are made. And likewise, new countries can be added as threats emerge around the world. But we will not allow people to enter our country who wish to do us harm. And nothing will. ဆိုတော့ကျွန်တော်တို့အမေရိကန်နိုင်ငံကိုအန်ဒရီပေးနိုင်တဲ့လူတွေကိုဘယ်လူနည်းနဲ့မှကျွန်တော်တို့နိုင်ငံထဲမှာဝင်ခွင့်ပေးတော့မှာမဟုတ်တော့ဘူးသူတို့ရဲ့ visa verification ကအစခက်နေတယ်သူတို့ရဲ့ visa ကို check ဖို့ရတော့ခက်နေတယ် overstay တွေလုပ်နေကြတယ်ပေါ့နော်ပြီးတော့ သူတို့ရဲ့ background check က record တွေမရှိကြဘူးပေါ့နော်ဒီလူတွေကိုကျွန်တော်တို့နိုင်ငံအတွက် under review နေမဲ့လူတွေဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံမှာဝင်ခွင့်ပေးတော့မှာမဟုတ်ဘူးဆိုတော့ပြောလာတယ်ပေါ့နော် stop us from keeping america safe thank you very much is the president's solemn duty to protect all right တခြားလာတယ်မှာ once represented a national security risk all right oh, well, hold on hold on We want to get to some breaking news now. President Trump has announced a travel ban impacting a dozen countries. It's set to go into effect Monday. The countries include Afghanistan, Myanmar, Chad, Republic of Congo, Equatorial Guinea, Eritrea. Guinea. We want to get to some breaking news now. President Trump has announced a travel ban impacting a dozen countries. It's set to go into effect Monday. The countries include Afghanistan, Myanmar, Chad, Republic of Congo, Equatorial Guinea, Eritrea, Haiti, Iran, Libya, Somalia, Sudan, and Yemen. There will also be heightened restrictions on visitors from some other countries. The list comes after an executive order the president signed in January requiring some departments to compile a report on which countries had what he called hostile attitudes toward the U.S. and which ones represented a national security risk. All right, guys. restrictions that the president has signed here. And they really frame it at two separate baskets that they're trying to mitigate. On the one hand, foreign nationals who intend to commit harm to the United States. So, Trump. ဒီအဲ့ဒီနိုင်ငံခြားသားတွေကဗောနော US ကိုအန်ဒရီပြုတ်နေမဲ့နိုင်ငံလူလို့ Trump ကယူဆတဲ့နိုင်ငံတချို့တွေရှိနေတယ်ဒါကတသက် states and on the other hand foreign nationals who have a propensity to overstay visas the country တချို့ကပါလဲဆိုအဲတချို့နိုင်ငံတွေက US မှာလာပြီးမှ overstay လုပ်နေကြတဲ့နိုင်ငံတွေဆိုတော့သူတို့ကနှစ်ပိုင်းနှစ်ပိုင်းပိုင်းပြီးမှခွေးချတာပေါ့နော်မ US ကနိုင်ငံတချို့ကပါလဲဆိုတော့ US ကိုတမင်တသက် attribute ဖူလာတဲ့လူတွေဖြစ်တယ်ဆိုမှတပိုင်းတချို့နိုင်ငံကတော့ US မှာလာပြီးမှ overstay တဲ့

Haiti, Iran, Libya, Somalia, Sudan, and Yemen. And then partial restrictions in place for seven countries Burundi, Cuba, Laos, Sierra Leone, Togo, Turkmenistan, and Venezuela. The White House says they're leaving the door open to work with countries that want to improve their systems. But as things stand right now, Elizabeth, this is set to go into effect in the early morning hours, June 9th. Elizabeth. Early morning, June 9th. I'm sure we will. Uh, DK Sakaro, June, June. ကူရနေကပဲထီရောက်ပြီးအသက်ဝင်တော့ပဲပေါ့နော်ဆိုတော့ဒီတစ်ခါကဒီ Trump က January ကလေးကနေစပြီးမှဒီကိစ္စကို sign to ပြီးသားတဲ့ကိစ္စတခုဖြစ်နေတယ်ဒါပေမဲ့အခုက June 9ရက်နေ့မှာပဲစဒီအသက်ဝင်တော့မှာတနည်းအားဖြင့်ပြောရမယ်ဆိုတော့ June 9ရက်နေ့ကနေမြန်မာနိုင်ငံသားဘေးတယောက်ကမှ US ကိုဝန်ပိုင်ခွင့်ရှိမှာမဟုတ်တော့ဘူးဆိုတဲ့သဘောပါပေါ့နော် hear much more as word of this spreads. Interesting, Venezuela was included on that list, the one country sort of notable and that we've been dealing with with all these migrants. All right, uh, Robert Sherman reporting live from the White House. Thanks so much. Thank you. All right, guys, that's it. ဆိုတော့အဓိကကတော့အလိုပါပဲပေါ့တော့အဓိကကတော့ဒီ US ကခုန Trump ရဲ့ပြောတဲ့အထဲမှာအမေရိကရဲ့လုံခြုံရေးနဲ့ပြည်သူလုံခြုံရေး ်အန်ဒရေမှကာကွယ်ဖို့ရန်အတွက်အခုလိုမျိုးလှုပ်တာပါဆိုမှထရမ့်ကတော့ပြောနေတယ်အဓိကဒီဂျန်နဲ့မွတ်စလင်နိုင်ငံတွေအန်ဒရေကိုပြုတ်နိုင်တဲ့နိုင်ငံတွေကသူကအဓိကထားပြီးမှလှုပ်နေတယ်ပေါ့နော်ဆိုတော့တချို့ကအဲ့ဒီအမေရိကန်မှာနေပြီးမှလုံးဝကူထရိုရီကော့ဒ်ကလည်းလူစုလာလူကောင်းလာဆိုတော့သူတို့ရီကော့ဒ်ကလည်းကြည့်လို့မရဘူးဗီဇာ verify လည်းလုပ်လို့မရဘူး overstar overstay တွေနဲ့လုံနေတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်အတိအကအချောင်းရင်ကအခုလိုမျိုး US ဒါအမှန်ဆိုတော့ တဆင်ပြတဆင်တွားရတဲ့ကိစ္စဖြစ်နေတယ်ကွာတရားရုံးကလည်းအမှန်ဆုံးတော့ဒီကိစ္စကလုံးဝဒီတစ်ခါကတော့ Donald Trump ရဲ့အမင့်ကိုတွားပြီးမှတရားရုံးကလည်းပိတ်ပင်တားဆီးဖို့ဆိုတော့မရှိတလို့ဖြစ်မှာတော့တိတ်ချတယ်ဘာဖြစ်လို့လဲဆိုတော့မနစ်တနေ့ကကော်လာရာဒိုကဖြစ်ဖြစ်ကြီးကတော်တော်လေးကိုစူးခဲ့တဲ့ကိစ္စကွာအီဂျစ်နိုင်ငံသားတယောက်ကလာပြီးမှဣသရေလ်ဂျူးလူမျိုးတွေကိုဆန့်ကျင်ပြီးမှမီးရှို့ပလိုက်တာကွာလူအာလူ ခုနှစ်ယောက်ကျော်လာဒါယာရီရခဲ့ပြက်နာတို့အကြီးကြီးဖြစ်နေတယ်အဲ့ဒါကိုဖြစ်ပြက်ပြက်နောက်ပိုင်းမှာဒါကဒိုနယ်ထရမ့်ရဲ့ attention attention ကိုတွားရသွားတာပေါ့ဆိုတော့ Trump ကအခုလိုမျိုးကြီးညာသွားခဲ့တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့နိုင်ငံမှာလာပြီးမှကွာမင်းတို့တွင်က Andre တွင်ပေးနေတယ်နော်အမေရိကတွင်ကိုမုန်တီးနေတယ်ပေါ့အဲ့လိုမျိုးဖြစ်ဖြစ်သွားခဲ့တယ်အဲ့ဒါကြောင့်အခုလိုမျိုးကုန်စကူနိုင်ငံပေါ့နော်စကူနိုင်ငံမှာစနစ်နိုင်ငံကလုံးဝကိုလုံးဝလုံးဝလုံးဝကိုပိတ်ပင်တားရှိခဲ့တယ်ခုနှစ်နိုင်ငံကတော့ ဒီတစိတ်တပိုင်းပေါ့နော်အကန့်တက်ချက်တွေလှုပ်နေတယ်ဆိုတော့ကြားလေးကလည်းကျွန်တော်တို့မြန်မာနိုင်ငံလူတွေကသွားပါတာကတော့တတိုလေးတော့ဝမ်းနေဖို့တော့ကောင်းနေတယ်ပေါ့တော့ဒါဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံသားကတော့ဘာအပြစ်မှတော့လှုပ်တာတော့မဟုတ်ပါဘူးကျွန်တော်ကျွန်တော်တို့ကသွားပြီးမှ US ကိုနော် undrepute အောင်လေလှုပ်လှုပ်မဲ့လူတွေလေမဟုတ်ပါဘူးဒါမဲ့အဓိကကတော့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေအတွက်ကြောင့်နော်အကြောင်းသားတော်တော်များများပဲဖြစ်ဖြစ်လူတော်များများပဲဖြစ်ဖြစ်ပေါ့သူတို့ကသွားပြီးမှ overstay လုပ်တာပေါ့နော်ဆိုတော့အဓိကကအဲ့ဒါအကြောင်းပါ visa တက်တန်း ကျွန်နေထိုင်မှုကအရမ်းများလို့နေပေါ့ US မှာအရမ်းများလို့နေခါကြတော့အာအဲ့ဒီလူတွေကိုပြပုမယ်ဆိုရင်လေသူတို့မှာကောင်းကောင်း system တွေမရှိဘူးအဲ့ဒီနိုင်ငံကလည်းပြလက်ခံတာမျိုးမရှိဘူးပေါ့နော်အဲ့ခါကြတော့သူတို့ကလက်မခံနိုင်တော့ပေါ့ US ကဘယ်လောက်ထိများလဲဆိုတော့ကွာကြီးပါအောင်ကွာဒီ B1 B2 က27.7%ဖြစ်နေတယ်ကွာနော်ပြီးတော့ M တို့ M visa တို့ F visa တို့ J visa တို့က40နဲ့1ကွာ 42.17ဟို percentage ဖြစ်နေတယ်ကွာအဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့ခါကျတော့တက်တန်းလုံတဲ့လူကအများများတယ်ပေါ့နော်ပြီးတော့ဒါတော့မကဘူးကွာအဲ့ဒီ visa နဲ့ပတ်သက်ပြီးမှအမေရိကအစိုးရကလည်းဒီဟိုဆစ်ဆေးဖို့လို့လုပ်နေတာဟာရှိနေတယ်ဒါပေမဲ့ဘူပေါင်းဆောင်ရွက်မှုကိမဲ့လို့ပြောကြတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားကပေါ့နော်အမေရိကမှာသွားပြီးမှ visa နဲ့ပတ်သက်ပြီးမှ ပူပေါင်းဆောင်ပူပေါင်းဆောင်ရွက်မှုကိုကြီးမြင့်နေတယ်ပေါ့ဒါကတခုပြီးတော့တချို့မြန်မာနိုင်ငံသားတွေကဖမ်းပြီးမှမြန်မာနိုင်ငံကိုပြန်ပုဖို့ရတော့ကျူးစားနေတယ်ဒါပေမဲ့မြန်မာစုရကလက်မခံတာတွေရှိနေတယ်ဆိုတော့ဟောဖက်နိုင်ငံကလည်းပူပေါင်းဆောင်ရွက်မှုကိုကြီးမြင့်နေတယ်ကျွန်တော်မြန်မာနိုင်ငံကလည်းပူပေါင်းဆောင်ရွက်မှုကြီးမြင့်နေတယ်ပြီးတော့အထင်းမှာရှိပြီးသားမြန်မာနိုင်ငံသားတွေကလည်း US အစုရနဲ့ပူပေါင်းဆောင်ရွက်မှုကိုကြီးမြင့်နေတယ်အဲဒါကြောင့်သူတို့ကလုံးဝကုန်လုံး completely ban ဖြစ်နေတာပေါ့အကုန်လုံးကိုပိတ်ပြီးတားဆီးတယ်ပေါ့ အဲ့လိုလို့မှပဲသူတို့ကနာအေးမလို့ထင်တယ်ထင်ကြမှာပေါ့အဲ့လိုထင်တယ်ပေါ့နော်ဒါမဲ့ယာဒါကဖြစ်နေဒါမဲ့မစူးရင်တဲ့လူတွေအတွက်တော့မြန်မာနိုင်ငံသားမှာဟိုက PR ခိုင်ထားတာတို့နော်တရားနေထိုင်ခွင့်ရှိတဲ့လူတွေတို့ဘာမှပူစရာကိုမလိုတာပေါ့နော်တိုချန်နေဩဒီကိစ္စက green card တွင်ကလည်းထီတော့မှာ PR ကလည်းထီတော့မှာဆိုတော့နော်တရင်အတုအယောင်တွေကိုလည်းထွက်ထွက်လာအောင်မှာတော့တေးချတယ်နော်ဆိုတော့ DV window တွေတော့ကျွန်တော်လည်းမတီးဘူးပေါ့နော်အဲဒီကိစ္စတော့ကျွန်တော်လည်းမတီးဘူးဆိုတော့ DV DV Wonder Sura ကအစုရက ပေးထားတဲ့ program မဟုတ်ဘူးလားအစုရကပေးထားတဲ့ program ဆိုတော့အဆင်ပြေမယ်လို့ထင်တာပဲ I don't know guys that one I don't know ဆိုတော့တော့ကြာနေတတိအတူတူလာမှာကဲ green card ကင်ထားတဲ့လူတွေလည်းပူခံရမှာပေါ့နော် PR ကင်ထားတဲ့လူတွေလည်းပူခံရမှာဟောဘာငယ်ဘာငယ်လို့ပြောမယ်ဆိုတော့မယုံကြနဲ့ဒါကအမမပါဘူးလုံးဝလုံးဝအခုမပါခဲ့တာဒီနေ့တော့ဒီလောက်နဲ့ပဲကျွန်တော်နားပြရစေ now ညနေပိုင်းမှာ train အစ်စ်တွင်တင်ဆက်လို့အများကြီးရှိတယ်ရုရှား UK တွင်အရေးမှာပေါ့နော်အကောင်းဆုံးအမိတ်အစားသတိအများကြီးရှိခဲ့တယ်ဆိုတော့ပရိသတ်တို့အနေနဲ့စိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်ရဲ့ YouTube မှာ subscribe လုပ်ပေးခြင်းအပြအပေးလို့ရပါတယ် subscribe လုပ်ပြီးတပရိသတ်ပုံမှာလည်းကျေးဇူးတင်တယ် thank you so much for watching beautiful people i love you guys take care god bless i will see you soon bye bye